မတရရုပ်ပွားတော်လေးစုရဲ့အတွင်းထဲမှာတော့တရင်မှန်ချောင်းဆောင်တစ်ခုထဲမှာပေါ့နော်အောင်သေးဒီရေစံကျွန်းနဲ့မြတ်စွာဘုရားကြီးကိုတပည့်ကြီးမျိုးစွာဖုတ်တွေ့ရမှာပဲဖြစ်ပါတယ်ရေစံကျွန်းနဲ့မြတ်စွာဘုရားကြီးကဆိုလို့ရှိရင်ဒီအေယာဝတီမြစ်အတွင်းမှာပေါ့နော်ဒီဆယ်ယူရရှိတဲ့ဒီရေစံကျွန်းနဲ့တုံးရိုးဒီရောက်ကအဖေကြီးကနေပြီးတော့ဒါအိမ်မန်းအရာအထုလို့ပူဇော်ထားတာဖြစ်ပါတယ်ဒီကျွန်းနဲ့တုံးရာဆိုလို့ရှိရင်ဒီကျွန်းနဲ့ရဲ့သက်တမ်းအရာပဲဒါနှစ်ပေါင်း800ကျော်လောက်ရှိတယ်လို့သိရပါတယ်ကျွန်းနဲ့အသားကိုဆောင်းလာရုံနဲ့ဒီပယောဂတိုက်တာရဲ့ခင်းနဲ့သရေမချောက်စီမကတ်စီဘူးဆိုပြီးတော့ဒီသရေတစ်စီ ောက်တက်တဲ့သူတွေကလည်းအဆောင်လေးနဲ့ဆောင်ရတာမျိုးရှိပါတယ်အားလုံးမင်္ဂလာပါရှင်။မွေစင်ဒီတစ်ခေါက်ဘယ်ရောက်နေရလဲဆိုတော့ဒါရန်ကုန်မြို့ဒဂုံမြို့တဲ့မြောက်ပိုင်းဒါ48ရပ်ကွက်ပေါ့နော်။ဘုံဘာဒူအိမ်ရနှောက်ကျောဘက်မှာရှိတဲ့ဒါဇေယမုနိဇေဒီတော်ဝန်ရောက်နေရပါ။ဒီဇေဒီတော်ဝန်မှာဆိုလို့ရှိရင်ဘုရားလိုင်းပေါ်မှာတော့ဒါတအားနမဲကြီးရဲ့ပေါ့နော်။ဒါရေစံသိသိကျောနဲ့ဖျားကြီးပေါ့နော်။အဲ့ဖျားကြီးကိုလိုင်းရဖုံညော်တာဖြစ်ပါရဲ့ရှင်။အဲ့ဒီဇေဒီတော်ဝန်အတွင်းမှာအဲ့ရေစံကျောနဲ့ဖျားကြီးအပြင်တခြားနောက်ထပ်ဘာဖျားရရှိအောင်လဲဆိုတော့လိုက်ပြီးကြည့်ပေးကြပါအောင်ရှင်။ ဒီဘုရားဝန်ထမ်းကိုစပြီးတော့ဝင်လာတာနဲ့ဗုဒ္ဓရုပ်ပါတော်ရဲ့ကြီးကိုမြင်ရမှာဖြစ်ပါတယ်။ဒီဘုရားဆိုလို့ရှိရင်ဒါဂျပန်နိုင်ငံပေါ့နော်။ကူမာဂူရာဂျပန်ရုပ်ပွားတော်မြေကြီးနဲ့ဒါပုံစံအတူဘုရားလို့လည်းသိရပါတယ်။ဒီဘုရားဝန်ကလည်းအကျယ်ကြီးပဲမို့လို့ဒီဘုရားကိုလာရောက်ဖူးမြော်မယ်ဆိုလို့ရှိရင်လည်းဒီကားပါကင်မှာကားတွေကိုရန်သားထားခဲ့လို့လည်းရပါတယ်။အာဘုရားတော်ဒီခေါက်ဒါစနေနေ့မှာလာတော့မှဒါဘုရားကိုလာရောက်ဖူးမြော်တဲ့သူတွေကဒါအရင်အများကြီးမရှိဘူးမို့လို့ပေါ့နော်။ဒီဘုရားမှာလာပြီးတော့အေးဆေးဆေးလာရောက်ဖူးမြော်လို့လည်းရပါတယ်။ဘုရားဝန်ထမ်းမှာဆိုလို့ရှိရင်ဒီမျိုးဗုဒ္ဓရုပ်ပွားတော်မြေ က်အသေးလေးတွေကိုလည်းဒါပူဇော်ထားတာတွေ့ရပါတယ်ဒီဗုဒ္ဓရုပ်ပွားတော်မြတ်လေးရာဆိုလို့ရှိရင်ဒါဇေဒီတထောင်ဂန်းကောတထောင်ဆိုပြီးတော့ပေါ့နော်ဒါဗုဒ္ဓရုပ်ပွားတော်မြတ်တထောင်ကိုဒါပူဇော်ထားတာပါဒါအခုချိန်ကြီးတော့ဒါဗုဒ္ဓရုပ်ပွားတော်မြတ်တထောင်မပြည့်သေးဘူးလို့တော့သိရပါတယ်ဒီလိုမျိုးဖျားဆင်းတို့တော့တခုချင်းစီရဲ့ဈာမှာဂန်းကောပင်တပင်စီကိုစိုက်ထားတာပါဖျားဝင်းရဲ့ညာဘက်မှာရှိတဲ့လမ်းလေးတိုင်းလာမယ်ဆိုလို့ရှိရင်တော့ညာဘက်ချမ်းမှာဒါဆူတောင်းပြည့်မဟာကံတော်ပွင့်ရောင်းတော်ဖျားကြီးရှိပါတယ်။ ဒါကတော့ဒီမဟာကနောပွင့်ဇေရောမြင့်ကြီးစောမွန်လာဟော်နန်းတော်ပဲဖြစ်ပါတယ်ရှင်။ဇေယမုနိဇေရီယာပုဂံမှာရှိတဲ့ဒီအာနန္ဒဇေရီပုံစံတူလှိုင်ဖျားတည်ထားပဲဖြစ်ပါတယ်။ဒီဇေရီတော်ကြီးရဲ့ပထမအဆုံးလှိုင်ပတ်လာမှာဆိုလို့ရှိရင်မတရရဲ့ရုပ်ပွားတော်၄စုကိုအဝင်၄ဘက်မှာဖူးတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဖျားကိုကြည်လိုက်လို့ရှိရင်ဒါပကံခစ်လက်ရရယ်မြင်တွေ့ရမလို့ပေါ့နော်မသိလို့ရှိရင်ဒါပကံဖျားတွေကိုတွားရဖူးမြော်နေတယ်လို့မျိုးခံစားချက်ကိုလည်းခံစားရပါဗျာ မတရရုပ်ပွားတော်လေးစုရဲ့အတွင်းထဲမှာတော့တရင်မှန်ချောင်းဆောင်တစ်ခုထဲမှာပေါ့နော်အောင်သေးတိရေဆန်ကျွန်းနဲ့မြတ်စွာဘုရားကြီးကိုတပ်ပယ်ကြီးမျိုးစွာဖူတွေ့ရမှာပဲဖြစ်ပါတယ်အောင်သေးတိရေဆန်ကျွန်းနဲ့မြတ်စွာဘုရားကြီးအရဆိုလို့ရှိရင်ဒီကျွန်းနဲ့ထုစစ်ထားတာမို့လို့ပေါ့နော်မျက်နှာတော်လက်တော်ခြေတော်ကဒါမဲနဲ့ပြောင်လက်ပြီးတော့အရန်အောင်မှာတပ်ပယ်စရာကောင်းလာပါတယ်ရေဆန်ကျွန်းနဲ့မြတ်စွာဘုရားကြီးကဆိုလို့ရှိရင်ဒီအရာဝတီမြင့်အတွင်းမှာပေါ့နော်ဒီဆယ်ယူရရှိတဲ့ဒီရေဆန်ကျွန်းနဲ့တုံးရောဒီရောက်ကအဖေကြီးကနေပြီးတော့ဒါအိမ်မက်အရာအထုလုပ်ပူဇော်ထားတာဖြစ်ပါ ါတယ်ဒီကျွန်းလက်တုံးရဆိုလို့ရှိရင်ဒီကျွန်းလက်ရဲ့သက်တမ်းအရာပဲဒါနှစ်ပေါင်း800ကျော်လောက်ရှိတယ်လို့သိရပါတယ်ကျွန်းလက်ရဆိုလို့ရှိရင်အစတုန်းကသူကကျွန်းဖို့ဘင်းလို့လည်းသိရတယ်ဒီရေနယ်မြေရဲ့ဒီအောက်ခံမြေစည်းလွှာနဲ့ဒီကြောက်လွှာရဲ့ကြောက်ဒီသက်တမ်းရင်လာတဲ့အချိန်မှာဒီကျွန်းနဲ့အဖြစ်ကိုပြောင်းလဲသွားတဲ့ပုံစံမျိုးလည်းဖြစ်ပါတယ်ဒီဂမ်မီကအနွယ်ဝင်တစ်ပင်ဖြစ်တာမို့လို့တောင်တန်းရွှာတွေးဖို့မလွယ်ဘူးလို့လည်းသိရပါတယ် ကျွန်းနဲ့ဆိုရဲသဘောကတဲ့ကိုနှဝင်မိတာမို့လို့ဒီခုနှစ်ရက်သားသမီးရဲ့အတွက်ပေါ့နော်ကောင်းမျိုးချမ်းသာအဖျားပြားကိုဆောင်ကျင်းနဲ့တင့်မြတ်လို့လည်းဆိုကြပါတယ်ပြီးတော့ဒီကျွန်းနဲ့ဟာဒီဘေးအနေရဲ့အတွေ့အော်ကင်းစေတယ်ရန်သူမျိုး၅ပါးရဲ့ဘေးအနေရနဲ့ကင်းဝေးစေတယ်ဆိုပြီးတော့ဆင်းလို့တော့ထုလို့ကိုကွယ်တာမျိုးလည်းရှိပါတယ်ပြီးရင်ကျွန်းနဲ့အသားကိုဆောင်နာရုံနဲ့ဒီပျောကတိုက်တာရဲ့ခင်းနဲ့သရေမချောက်စေမကတ်စေဘူးဆိုပြီးတော့ဒီသရေတစ်စီကြောက်တက်တဲ့သူတွေကလည်းအဆောင်လေးနဲ့အဆောင်ရတာမျိုးရှိပါတယ် လူလေးမင်းတော့တည်ထားခဲ့တယ်ဒီဇေယမုနိဇီရီတော်ဖျားကြီးကတဲ့နှစ်ကာလရေးကြာတာတို့ပြိုပြတ်ခဲ့တာပေါ့နော်ဒီဇီရီတော်အဟောင်းငုံပြီးတော့သာသနာပြုပြန်တည်ခဲ့တဲ့ရောက်တော်အဖေကြီးရဲ့ပုံမှန်ဖြစ်ပါတယ်ရောက်တော်အဖေကြီးရဲ့ကိုရိုင်းအထုပ်ပတ်ဒီအကြောင်းကိုလည်းဘူးတူတာဖြစ်ဖွယ်လာရောက်ဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ် ဒီဥတုကတော့ဒီဇေယမုနိဇေဒီရောမြတ်ကြီးကိုပြန်လည်သာသနာပြုခဲ့တယ်ဆိုတော့အရောက်ကောအပေရဲ့ရုပ်တုပဲဖြစ်ပါတယ်။ဒီဇေယမုနိဇေဒီရောဖရာဝန်ကြီးကဆိုလို့ရှိရင်ခံမန်းကြီး9အေကနေပါတော့လဲကျယ်ဝန်းနဲ့လဲသိရပါဘောနော်။တကယ်လဲဖရာဝန်ကြီးကအကျယ်ကြီးပဲဘောနော်။ဒီဖရာဝန်းထဲမှာဆိုလို့ရှိရင်ဒဏ္ဏနဏ္ဏတွေအပြင်ဒီလိုမျိုးဒီချမ်းသာကြီးစုစုကြီးပန်းဒီဇေယမုနိထီတော်ကြီးဇေဒီပြီးတော့တိုင်းလုံးအေပြီးလုံးအေပြီးသွားလို့ရှိရင်ဒီလိုမျိုးဒဏ္ဏတွေနဏ္ဏတွေရောဘောနော်။အများကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ခုကတော့ဒါရန်ကုန်မြို့ကညတော်ကုန်မြို့နယ်ပေါ့နော်58ရွက်ကမှာရှိတယ်ဒါအောင်သိတိရေဆန်ကျွန်းနဲ့မြတ်စွာဘုရားကြီးကိုလာရောက်ဖွံ့ဖြိုးခဲ့တာဖြစ်ပါတယ်ရှင်ဒီဘုရားကြီးရဲ့ဒါတည်နေရတော့ဒါရန်ကုန်မြို့ညတော်ကုန်58ရွက်ကဒါဘုံဘထူလန်းနဲ့ဝင်လာမယ်ဆိုလို့ရှိရင်ဒီကျမ်းမာရေးလမ်းလမ်းဒိတ်မှာဒါဇေယမုနိဇေတိတော်မြတ်ကြီးဆိုဆိုင်မုလေးရှိရပေါ့နော်အဲ့ဒီဆိုင်မုရှိလမ်းတိုင်းဝင်လာမယ်ဆိုလို့ရှိရင်တော့ဒီဇေယမုနိဇေတိတော်ဝင်းထဲမှာဒီရေဆန်ကျွန်းနဲ့ဇေတိတော်မြတ်ကြီးကိုလာရောက်ဖွံ့ဖြိုးလို့ရမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒီတော့ဒီတစ်ခါ vlog ကတော့ဒါဘုရားဟူတဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်နောက် hợp dành đi bọn mấy